တရုတ်စီမံကိန်းတွေအများဆုံးရှိနေတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ထဲမှာစစ်ကော်မရှင်တပ်နဲ့အာရခတပ်တော် ULAA တို့အကြားတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေပြီးစစ်တပ်ကရေချောင်းကနေဇက်တိုက်အင်အားဖြည့်တင်းနေပါတယ်။ ကျောက်ဖြူမြို့နယ်တဲကအမှတ်32ရေးတက်ရင်နေရာဒညာဝတီရေးတက်ဌာနချုပ်နေရာဝင်းကျင်တွေမှာဒီတိုက်ပွဲတွေဖြစ်နေတယ်လို့အင်အားဖြစ်တင်းမှုတွေကလည်းထောင်နဲ့ချီနိုင်တယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်။အင်အားဖြစ်တင်းတဲ့နေရာမှာဒီတရုတ်ပိုင်ပေါ့လေဒံငွေတန့်စင်ဆက်ယုံရှိနေတဲ့မလကျုံပတ်မှာလည်းအင်အားယာနဲ့ချီပြီးတော့ဖြစ်တင်းထားတာမျိုးရှိနေတယ်လို့ပြောပါတယ်။ကျောက်ဖြူတိုက်ပွဲမှာဆိုရင်စစ်တပ်ကရေချောင်းကိုအဓိကသုံးပြီးတော့စစ်သင်းမောတွေနဲ့ ဲ့ဒီလက်နက်ခဲယမ်းတွေအပြင်လူအင်အားကိုပါဇက်တိုက်ဖြစ်တင်းနေတာလို့မြေပြင်သတင်းအရင်းမြစ်ကပြောပါရယ်ဒီလိုမျိုးဖြစ်တင်းမှုတွေဇက်တိုက်လုံနေရတဲ့အကြောင်းအရင်းတွေတဲကအဓိကတစ်ချက်ကတော့တိုက်ပွဲတွေမှာ အကြအဆုံးများနေတယ်ဆိုတဲ့သဘောဖြစ်တယ်လို့လဲဆိုပါရယ်ဂျွန်ဂျူလိုင်နဲ့ဒီဩဂတ်စ်လ3လစလုံးမှာဇက်တိုက်အင်အားဖြည့်တင်းမှုတွေလုပ်နေတာလို့ဒေသခံတွေကပြောပါရယ် စတမလာ23ရက်နေ့နဲ့24ရက်နေ့မှာဆိုရင်လေကြောက်ဖြူမျိုးနယ်တဲကပြားတဲ့မင်းတက်တောင်ကလပါနဲ့တဖန်းခါရွာတွေမှာနှစ်ဖက်ကြားတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတာလို့ရခိုင်ဘက်ကလာတဲ့သတင်းတွေကဆိုပါတယ်